အဲ့တော့ line ပေါ်မှာနာမည်ကြီးသွားတဲ့ပရဂံတင်မွေးသားနဲ့ထူလာတဲ့မြောင်မင်းနဲ့ဘုရားလေးပါဗျ။အဲအနားမှာဆိုလဲသူကဒီတရဂံနံလေးကိုမွေးဤပါဗျ။ဒီຫນွယ်လေးတွေဆိုရင်လဲ original ဒီအပင်ကြီးမှာပါတဲ့အသားအုံမှာຫນွယ်တွေပြန်ဖန်တီးထားတာပါ။ ဒီ body ညောင်မင်းနဲ့ဖျားဆိုရင်ဒါကျွန်တော်သိန်း250နဲ့ရောင်းတဲ့သွားတာပေါ့လေလက်ရှိဈေးကွက်မှာတော့ဒီဖျားမှာတော့ကျွန်းနဲ့သားတော့နံပါတ်1ဖြစ်နေတာပေါ့လေဈေးတက်တာလဲဆိုတော့ကျွန်တော်တို့ကကိုယ်တိုင်တက်တဲ့ပညာဆိုတော့တားရေးအမျက်ကြီးလည်းမတင်တော့ဘူးပဲအသားဘိုးရဲ့လက်ခါရဲ့ချောကရဲ့ထိုက်တဲ့အကျိုးမြတ်လေးရှိရင်ကျွန်တော်တို့ကရောင်းပေးတာဆိုတော့အပြင်တိုက်တင်တဲ့ဆိုင်တော့ဈေးကအများကြီးကွာသွားတာအိန္ဒိယလာတယ်ဖိလစ်ပင်ပါတယ်ဗီယက်နမ်ပြည်ထောင်တိုင်းတို့ကတော့များများလာဝယ်ရတယ်ပွင့်ရပြီ ဒီဘဝပညာကိုဟိုလက်ဆင့်ကမ်းမယူတဲ့အခါမျိုးမှာတိမ်ရောပပျောက်သွားမှာအမှန်တန်ဆိုရင်ကျွန်တော်လက်ရှိလက်ရှိဟိုဘုရားကံလေးတခုလက်ခံထားလို့ဘုရားကံလေးထုတ်ပေးနေတာဗျကျွန်းနဲ့သားနဲ့ဓမ္မစကြာတရားဥဟောနဲ့ဘောဓိညောင်နဲ့ကျွန်းနဲ့သားပါ အမြင့်ဟာခုနှစ်ပေခွဲကျော်ခုနှစ်ပေခွဲကျော်ရုပ်ပွားတော်ကတော့၄ပေရှိတယ်ဗျာဒါဒါရန်ကုန်ကတစ်ထည့်တယောက်ပူတော်သွားပါပြီဗျာအဒီတစုတဲကိုကျွန်တော်350နဲ့ရောင်းတယ်ပါလားဟုတ်ကဲ့လုံးလာလဲတော်တော်များဝင်တယ်နော်အချိန်အားဖြင့်ဟာ3လလောက်ကြာတယ်ဗျာဘဘူးဇေယျကတော့ကျွန်တော်အပါဝင်ဆိုရင်တော့9ယောက်လောက်ပါ ါကကျွန်တော်တို့လက်ကီးဖားခေါ်တာပေါ့ဒါကကျွန်တော်ရောင်းတာ35ဒိတ်ဟုတ်35ဒိတ်ဟုတ်ဒါလေးကတော့မြန်မာမှုမြန်မာမှုစောင်းတီးလေးပေါ့ဗျာဒါလေးကတော့ကျွန်တော်သိန်းအစိတ်ရောင်းတာဗျာအသားကတော့ကိုကိုသားပေါ့ဒီလက်ကီးဖားကြီးကတော့ကျွန်းသားနဲ့ဈေးနှုန်းကတော့အစားသားရှိတယ်ကျွန်တော်တောင်းကနန်းနေပြီးတော့သိန်းရာကနန်းတီးရှိပါတယ်ဗျာဈေးတွေကတော့အသားအသားပုံမှာလဲကွာတယ်လို့လက်ရပုံမှာလဲကွာတယ်ပြီးတော့ရုပ်ပွားတော့ကြီးရာနဲ့သေးတာလဲကွာတယ် ဒီဘောရီညောင်မင်းနဲ့ဘုရားဆိုရင်ဒါကျွန်တော်သိန်း250နဲ့ရောင်းတဲ့သွားတာပေါ့လေအနိုင်ဆုံးဆိုရင်တော့8000 1000ဝါစတာပေါ့8000 1000ဝါနေပြီးတော့သိန်း250အထိကျွန်တော်ကျွန်တော်ရောင်းမှုတာပေါ့လေဟုတ်ကဲ့တဲ့ကောင်းအကောင်းဆုံးကတော့လက်ရှိရကျွန်းရှိမယ်ပထောက်ရှိမယ်သင်္မရန်သင့်ဝင်အဲရင်းတိုက်ထောက်ကြံပေါ့ဒါတွေကကျွန်တော်တို့ဘဘူးအတွက်အကောင်းဆုံးသောအသားတွေပေါ့ လက်ရှိဈေးကွက်မှာတော့ဒီဖျားမှာတော့ကျွန်းနဲ့သားတော့နံပါတ်1ဖြစ်နေတာပေါ့လေကျွန်းနဲ့သားကတော့ကျွန်းနဲ့ဘလို့မူတာလေးပဲထူထူဝယ်တဲ့သူအစင်းသိရှိနေတာဆိုတော့လက်ရှိကတော့ကျွန်းနဲ့ကရှိရှိနေတာပေါ့ဒါကကျွန်းလုံးကြီးကိုဒါငကားကိုးကောင်ငကားကိုးကောင်စစထူတာပေါ့ဒါဒီနေ့စထူတယ်မြို့ ဘဘူးရုံထောင်တာတော့ကျွန်တော်15နှစ်လောက်ရှိပြီဒီဘဘူးလုတ်တဲ့တန်းတော့နှစ်ပေါင်း30ကျော်သွားပြီကိုယ်တိုင်လည်းကျွန်တော်တို့23နှစ်လောက်ကဆရာဆရာတယောက်နဲ့ရန်ကုန်မှာပညာစည်းဝူးပြီးတော့ပညာတက်ပြီးတာနဲ့ဒီမန်လေးဘက်မှာလာလုံနေတယ်မန်လေးမှာအိမ်တော်ကြဒီလုပ်ငန်းကိုပဲဒီဇိုင်းမှတ်မှတ်လုပ်လာခဲ့တာအခုလက်ရှိကတော့ကျွန်တော်အပါဆိုရင်တော့ကျွန်တော်အဖွဲ15ယောက်ရှိတယ်ဗျ15ယောက် အခုကတော့ပြည်တွင်းပဲရှိတယ်ပြည်တွင်းရာဒီဖျားတွေပဲပေါ့ဒီမန်လေးရာလည်းတော်တော်များများမာတယ်ရန်ကုန်ကလည်းမာတယ်ဒီနယ်နယ်တွေကလည်းတော်တော်များများဒီဖျားတွေမာကြတယ်အခုလက်ရှိကတော့ကျွန်တော်ဖျားတွေပဲအထူးများတာပေါ့နိုင်ငံခြားကြတော့သူတို့စိုင်းမာလာပြီးတော့အဲ့လိုအမှတ်တရလေးတွေဝယ်သွားတာတော့ရှိတယ်ဗျာဟိုလိုတီးတီးချားကြီးတော့မပို့ပါဘူးပို့အရင်တော့ကတော့ပို့ခဲ့ဘူးတာပေါ့ဒီမလေးရှားတို့ပါလို့ပါစင်နဲ့ပို့ခဲ့တာအိန္ဒိယလာတယ်ဖိလစ်ပင်ပါတယ်ဗီယက်နမ်တရုတ်ပေါ့

ိုင်းပေါ်မှာလည်းတော်တော်ကြဲကြဲပြတ်ပြတ်ဖြစ်သွားတယ်ဗျမထင်မှာပဲနဲ့အဲ့လိုကြီးဖြစ်သွားတော့ကျွန်တော်ကိုယ်တိုင်ဖန်သေးတာဆိုပူလဲပူသေးဖြစ်ပြီးတော့ပူပြောရတာအဲအနားမှာဆိုလဲသူကဒီတရခဏန်လေးကိုမှု့ဤလာဗျလက်ဝင်ဆုံးကတော့အကုန်လုံးလက်ဝင်တယ်ဒါတွေဆိုရင်တော့သူကဒီဇိုင်းပါတာဗောဒီဇိုင်းနဲ့ဒီလိုဟာမျိုးလေးတွေဆိုရင်သူနဲ့လိုက်ဖက်မဲ့နေရာလေးတွေမှာပြော့ချက်လေးတွေလိုက်ထက်ဒီຫນွယ်လေးတွေဆိုရင်လဲဒါဒီချာလေးကျွန်တော်တို့ကထူထောင်နေဒါဆိုရင် original ဒီအပင်ကြီးမှာပါတဲ့အသားအုံမှာလွယ်တွေပြန်ဖန်တီးထားတာပေါ့။ဒါဆိုတရွက်ချင်းပြန်ဆက်ရတာ ီ body ညောင်မင်းနဲ့တူအောင်ပေါ့တူအောင်တခြားလေးလိုက်လို့ပြန်ပြီးရကျွန်တော်ကဈေးကွက်တင်လိုက်တာတော့3.90တင်လိုက်တာဒါပေမဲ့ရန်ကုန်ကအမကြီးတယောက်ပူဇော်သွားတာတော့ကျွန်တော်5သိန်းလျှောက်ပြီးတော့65သိန်းနဲ့65သိန်းနဲ့ဈေးတက်သွားပါတယ်အဲဈေးတက်တာလဲဆိုတော့ကျွန်တော်တို့ကကိုယ်တိုင်တက်တဲ့ပညာဆိုတော့ဟိုတားရေးအမျက်ကြီးလည်းမတင်တော့ဘူးပဲကျွန်တော်တို့အသားဖို့ရဲ့လက်ခရဲ့ချောကရဲ့ထိုက်တင်တဲ့အကျိုးမြတ်လေးရှိရင်ကျွန်တော်တို့ကရောင်းပေးတာဆိုတော့ဟိုအပြင်တိုက်တင်တဲ့ဆိုင်တော့ဈေးကအများကြီးကွာသွားတာ လက်ရပိုင်းကြာလဲကျွန်တော်ကတေချာစနစ်နဲ့ထူလာကြတော့လက်ရပိုင်းကြာလဲ quality ကောင်းတော့ဆေးရတော့မတုတ်တော့သူကတင်မွေးသားဆိုတော့ဆေးတုတ်လိုက်ရင်သူအနံ့ပျောက်သွားတာပေါ့အဲ့တော့သူကဒီတိုင်းလေးပဲဝေတဲ့သူကလည်းဒီတိုင်းလေးပဲပူတော့မှာပေါ့ဘူးဆိုတော့ပန်းစယ်မျိုးရဲ့အခြေခံတစ်ခုအပါပေါ့လေကျွန်တော်တို့ဘဘူးစားလဲပန်းစယ်မျိုးတွေမှာတစ်ခုပါတာပေါ့ဘဘူးကတော့ကျွန်တော်တို့အဓိကကတော့ပကြီးရဲ့အခြေခံပေါ့ ပကြီးအခြေခံတက်မြောက်ထားတော့ကျွန်တော်တို့ကဒီပကြီးအမြင်နဲ့ပဲဘဘူးဒီအသားကိုကြည့်လိုက်တာနဲ့ဒါဘာလေးရနိုင်တယ်ဘလိုပုံစံလေးပုံသွင်းပြီးထုလို့ရတယ်ဆိုတော့အမြင်ကကျွန်တော်တို့ဘဘူးစရာတွေမှာဟိုတော်တော်များများတက်မြောက်ကြတာကျွန်တော်အဲ့လိုလေးမြင်တဲ့အမြင်လေးအတိုင်းထုရတာပေါ့ကျွန်တော်ကျွန်တော်ဒီအခြေခံစတင်တော့ကတော့ကျွန်တော်အကြာကြီးမဟုတ်ပါဘူး6လလောက်အခြေခံတက်တာပေါ့အခြေခံတင်ရတာပေါ့ဒီအခြေခံတက်ပြီးတော့ကိုယ်လည်းလေးလာလိုက်စားတယ်ဒီအပေါ်မှာလည်း အာယုံစူးစိုက်တယ်ဆိုတော့ဟိုလိုလိုနေနေနဲ့ပညာတွေပို့ပြီးတော့စုံလာတာပေါ့ဒီဘဝပညာဟိုဟိုလက်ဆင့်ကမ်းမယူတဲ့အခါမျိုးမှာတိမ်ရောပပျောက်သွားမှာအမတန်ဆိုးရင်လည်းစိတ်ရှိပါတယ်ဗျကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်သားတွေကိုဘယ်လိုမျိုးပြင်ပညာတွေသင်ပေးတာပေါ့ဆိုတော့ပညာတစ်ခုဟာဟိုတလတန်တွေနှစ်လတန်တွေအဲ့လိုတင်လို့မတက်တဲ့ပညာမျိုးတွေဆိုတော့ဒီနောက်ပေါက်လာတဲ့ကလေးတွေတော်တော်များများအာယုံစူးစိုက်မှုမရှိကြတော့ ဟို 2GB ပင်မှဒီပညာဆိုတာရတာဆိုတော့လေသူတို့တွေကအဲ့လို 2GB တင်ရမယ်အချိန်မျိုးတွေမပေးနိုင်ကြတော့ဒါတော့ကျွန်းနဲ့ကျွန်းနဲ့ပေါ့တဘာဝတစ်အမြင့်ကိုမှတစ်ကွင်းနေနဲ့သူကလှလှပပလေးကိုကျွန်တော်တို့ကဒီကြာဘူးကြာရွက်တွေနဲ့ပြန်ဖန်ပြီးထားတာပေါ့ကျွန်းနဲ့လုံးဝကျွန်းနဲ့အစစ်ပါပဲဒါလေးကတော့မရောရသေးဘူးလက်ရှိကျွန်တော်ဆေးအကြမ်းပဲတုတ်ထားလို့ သေးအားလုံးပြီးရင်တော့ဈေးကွက်ပေါ်တင်ပါပါဒီဈေးကွက်ကတော့ကျွန်တော်ဒီအမြင့်ကလည်းတားလာတယ်သူကတစ်အကွင်းနေလဲပါတဲ့အခါကျတော့ဒီအကွင်းနေလဲဒါဖျားပလင်လို့ရင်တော့တားလာမှာဆိုပြီးတော့ကျွန်တော်ဖျားကြာဝင်ကြီးကိုအရင်ဖန်လေးလိုက်တာကြာဝင်ကြီးဖန်လေးဒီမှာဒီဖျားကတော့သူကအရှင်ပေါ့နောက်မှထုပြီးတော့တင်လာရုပ်ပွားတော့ကလည်းကျွန်တော်တို့ဒါရှေ့တုန်းကဟိုရုပ်ပွားတော့အမိပြုတ်ပြီးတော့ပြန်ထုထားတာပေါ့အဲဒီကြာဘူးကြာရဲလေးတွေကလည်းကျွန်တော်စိတ်ကူးထဲမှာရှိတဲ့ဟာကိုကျွန်တော်ပုံဖော်ပြထားတာပဲပို့ပြီးတော့လှပပြီးတပ်ပယ်အောင်လို့ ဒီလိုအမြင့်ကြတော့လေရဖို့ကမလွယ်ဘူးသူကရှားရှားပါတဲ့အထဲမှာပါသွားတာပေါ့လေဒီလိုသဘာဝအမြင့်ပဲတကယ်လက်ရကောင်းကောင်းနဲ့တကယ်အသားအဆက်မှန်တကယ်ဟိုဟိုပီတိဖြစ်ရတဲ့လက်ရမျိုးကကျွန်တော်နေယူမြန်မာဗဟုဆိုင်မှာရှိပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ညွှန်ကြားပြရစေအမရဗူဒာမန္လေးတိုင်းအမရဗူဒာဒီအာရှဗန်လမ်းမကြီးပေါ်မှာပါဗျာ ျွန်တော်တို့နားရဲဆိုလို့ကျွန်တော်တို့ဟိုဥပုပ်ဥပုပ်ရဲ့တည့်ရဲတော့ကျွန်တော်တို့ဘဘူးတွေကနားတယ်ဗျ။ကျန်တဲ့ရဲတော့မနားပါဘူး။မိုးရွာနေကူတောက်လျှောက်လှုပ်ကြရတယ်။ကျွန်တော်ဒီ live ကိုကြည့်နေတဲ့ကျွန်တော်ရဲ့ဒီဘဘူးပြိတ္တတွေစိတ်ချမ်းသာရင်ကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးဘုရားတော်ဆန္ဒအဝါဝပြည့်စုံပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့တာပါတယ်။